2021ခုနှစ်မလ17ရက်နေ့ကဂျပန်နိုင်ငံအရှိတောင်ပင်လယ်ပြင်ဟာသမိုင်းတွင်ခဲ့တဲ့အင်အားအပြင်းထန်ဆုံးငလင်ကြီးကိုခံစားလိုက်ရပါတယ်။တိုဟိုခုငလင်လို့အမည်တွင်မဲ့ငလင်ကြီးရဲ့အင်အားဟာရစ်ချတာစကေ6.0မှတ်ပေါက်ရှိခဲ့ပါတယ်။ကမ္ဘာမှတ်တမ်းတွေထဲမှာစတုထာမြောက်အပြင်းထန်ဆုံးငလင်ဖြစ်လဲသတ်မှတ်ခံခဲ့ရပါတယ်။ဒီငလင်ကြီးရဲ့ဘိုးကြဟာမြို့တော်တိုဂျိုမှကီလိုမီတာ80ခန့်အကွာပင်လယ်ပြင်အတွင်းကီလိုမီတာ30အခန့်အနက်မှာရှိခဲ့ပါတယ်။မြေပြင်ပေါ်မှာမိနစ်6မိနစ်ခန့်အကြာကြီးခံစားရတဲ့ဒီငလင်ဟာ အဆောက်အဦများတံတားများလမ်းများကိုလည်းပြင်းထန်စွာဖျက်ဆီးစေခဲ့ပါတယ်။ဒါပေမဲ့ဒီငလင်ကြီးဟာပိုကြီးမားတဲ့ဘေးတစ်ခုရဲ့အဆပဲရှိပါသေးတယ်။ငလင်ဖြစ်ပြီးတိတ်မကြခင်မိနစ်ပိုင်းအတွင်းမှာပဲဂျပန်အစိုးရကဆူနာမီသတိပေးချက်ကိုထုတ်ပြန်လိုက်ပါတယ်။ပင်လယ်ရင်မျက်နှာပြင်ဟာရုတ်တရက်နှိမ်စင်သွားပြီးတော့တိတ်မကြခင်မှာပဲပင်လယ်ရင်မျက်နှာပြင်တွေဟာကမ်းစက်စီတို့ဥဒီစီးစင်းလာခဲ့ပါတယ်။ဒါဟာဆူနာမီရဲ့ရှေးပြေးလက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ငလင်ဖြစ်ပြီးပထမဆုံးရေလိုင်းကြီးဟာ တနာ ਈ ခန့်အကြာမှာကမ်းခြေကိုစတင်ရိုက်ခတ်ခဲ့ပါတယ်။အချို့နေရာတွေမှာရေလိုင်းအမြင့်ဟာမီတာ40ခန့်ရှိပြီးပေရပေတရ30ခန့်အထိမြင့်တက်လာခဲ့ပါတယ်။ဒါဟာအထက်၈ထက်အစအဦးတစ်ခုစာနီးပါးအမြင့်ရှိပါတယ်။ဆူနာမီရေလိုင်းကြီးဟာမီယာဂီ၊အီဝါတဲ့၊ဖူကူရှိမစတဲ့ကမ်းရိုးတန်းဒေသများကိုဝါမျိုးပစ်ခဲ့ပါတယ်။တစ်သား၊ကွန်ကရစ်၊တန်မဏိတို့နဲ့တိစောက်ထားတဲ့အင်ဂျီပေါင်းများစွာကိုလည်းတစ်သားကြောင်လေးတွေပမာချိုးဖျက်တိုက်ခတ်ဖျက်ဆီးခဲ့ပါတယ်။ထိုနည်းအတူပင်လည်းရေလိုင်းကြီးတွေဟာ ကားတွေတင်မောတွေကိုကုန်းမြေပေါ်တွန်းတင်ခဲ့ပါတယ်။ဆူနာမီရေလိုင်းကြီးတွေကြောင့်ဂျပန်နိုင်ငံကလူသားပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။တရားဝင်ထုတ်ပြန်ချက်အရသေဆုံးသူ15,890ကျော်ရှိပြီးဒဏ်ရာရရှိသူ6,000ကျော်နဲ့ပျောက်ဆုံးသူ2,500ကျော်ထိရှိခဲ့ပါတယ်။ဒီကဏ္ဍတွေဟာသဘောဝကပ်ဘေးကြောင့်ဖြစ်ခဲ့ရတဲ့လူသားအသက်ဆုံးရှုံးမှုရဲ့ပြင်းထန်မှုကိုပေါ်ပြနေပါတယ်။ဒါတွေမကသေးပါဘူး။ဆူနာမီရဲ့ရေလိုင်းတွေဟာဖူကူရှိမာ ဒွမ်းဂျာအဲနျူကလ িয়ার ဆက်ယုံကိုပါရိုက်ခတ်ခဲ့ပါတယ်။ဆက်ယုံအတွင်းကလျက်စစ်ဓာတ်အားထောက်ပံ့ရေးစနစ်တွေပြည့်စည်ခဲ့ပြီးအပူချိုးပြည့်စည်မှုတွေဖြစ်ပေါ်ကနျူကလ িয়ার ဗိုလ်ချက်တွေအကြီးပြောကြခဲ့ပါတယ်။ဒါဟာချာနိုပိုင်းဖြစ်ရပြီးနောက်ကမ္ဘာဒုတိယမြောက်အကြီးဆုံးနျူကလ িয়ার အရေးပေါ်အခြေအနေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီကပိတန်ကြောင့်လူရေလေးတန်းခန့်ဟာလျက်စစ်မီးမရှိတောက်တုံးရေမရှိတဲ့အခြေအနေမျိုးကိုရင်ဆိုင်ခဲ့ရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းရှင်တွေဟာရတဲ့တပတ်ပေါင်းများစွာကြာမြင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ဒီချီနေမျိုးတဲကပဲဂျပန်လူမျိုးတွေရဲ့စိတ်တဲ့ခိုင်မာမှုနဲ့စီးလုံးညီညွတ်မှုတွေကိုကဘာကမျက်ဝါးထင်ထင်တွေးကြည့်ကြရပါတယ်။ပြည်စည်းသွားတဲ့ကျွရာတွေမျိုးငယ်လေးတွေကိုပြန်လည်တိဆောက်ရေးလုပ်ငန်းစဉ်တွေနဲ့စတင်ခဲ့ကြပါတယ်။ဒီလိုနဲ့နှစ်ပေါင်း၁၀ကျော်အတွင်းမှာပဲစူနာမီကြောင့်ပျက်စီးခဲ့ရတဲ့ဒေသများပြားဟာပြန်လည်ရှင်သန်လာကြပါတယ်။2011ခုနှစ်ဂျပန်စူနာမီဟာတဘာဝရဲ့အကြမ်းတမ်းလွန်းလာတဲ့သတိပေးချက်တည်းရဲ့ဖြစ်ခဲ့သလိုလူသားတွေရဲ့ဇွဲလုံးလာ ကြီးလုံးမှုနဲ့ပြန်လည်ထူထောင်နိုင်စွမ်းရဲ့သင်္ကေတတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီအဖြစ်ကနေသင်ယူစရာတွေအများကြီးရှိပါတယ်။ကဘာတဝမ်းကဆူနာမီသတိပေးချက်စနစ်တွေဟာပိုမိုကောင်းမွန်လာခဲ့သလိုဘေးကျိုးတွင်ကာကွယ်ရေးအသိပညာပေးမှုတွေလည်းများစွာတိုးတက်လာခဲ့ပါတယ်။